ဆရာကြီးဖေမြတ်ရေးသားသောစာအုပ်ကပါအခန်းနှစ်စာပွေးသစ်ပင်နှစ်စဉ်ဆောင်ရသည်ရောက်ပြီဆိုလျင်စာရေးဆရာကဗျာဆရာတွေမြန်မာပင်တနတ်တရားခရီးသွားကြသည် တိုးရိုးမျိုးပါခြေဆန်းကစာသည်ပင်ပွေးတဲ့ဆင်နွေးကြခြင်းဖြစ်သည်အဟိုအပြိုကောင်းသောဆရာဆရာမများဆိုလျင်နားရသည်ပဲမရှိဒီကာလအတွင်းအရေးကိုရှုက တပြိုးလေးပြိုးနေကြရသည် အနေနဲ့အရရကဝါသနာရှင်တွေစာပေတံပိုးထားသူတွေမှာလေမိမိတို့မျိုးရွာမှာစာပေဟိုးပြိုးဝေးတဝေးဖြစ်မြောက်ရန်အတွက်ရက်ပေါင်းများစွာအချိန်ပေးစီစဉ်ရသည်။မွေကုံလူပန်ပန်းခံ၍အားထုတ်ရသည်။ဒီကြားသည်တခါတလေအစဉ်မပြေသောစိတ်ညစ်ရာစိတ်ပြည့်ရသည်။ပွေတဝေးတတတရရလှလှပပပြင်းမြောက်လျင်မူပင်ပန်းသမားတွေမိအားဝမ်းမြောက်ကြည်နူးကနောက်နှစ်လေးမဖြစ်ဖြစ်အောင်လုပ်မည်ဟုတန်နိထန်ချာချပြန်သည်။ အဆိုတော်နေ့ကိုအထင်အမှတ်ပြုကစီစဉ်ကျင်းပကြသည့်စာပေဟိုးပြောဝေးများသည့်မြမရရရင်ကျင်းမှုအစဉ်အလာတည်းမှာအခိုင်အမာအမြင့်တွေလျက်ရှိသည့်စာတလေးတစ်ခုဖြစ်ပေပြီးစာရေးသူစိတ်ထင်းနေတွင်မူဒီလိုစာဆိုတော်နေ့ဟူသောနေ့တစ်နေ့မြမတို့စိတ်တနာ၌ကိန်းအောင်ဖြစ်တည်အောင် ပြိုးထောင်ပြီးခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ၏ကျေးဇူးကိုမကြာခဏအမှတ်ရနေမိသည် သူတို့ဂျေဇူးကြောင့်စာရေးသူများနဲ့စာဖတ်သူများတွေ့ဆုံကြသည် စာရေးသူတွေအဖို့မိမိအတွေ့အမြင်တွေကိုအများပြည်သူပရိသတ်သို့ဟိုးပြိုးခွင့်ရသည်စာပေ၏သဘောတဘာဝများရှင်းလင်းပြနိုင်သလိုမိမိရေးသားသည့်ဝတ္ထုအကြောင်းကဗျာအကြောင်းတွေပြောပြခွင့်ရွက်ဆိုခွင့်ရသည်စာဖတ်သူများမှလည်းစာရေးသူအားမေးမြန်းခွင့်ဝေဖန်ခွင့်ဆွေးနွေးခွင့်တွေရသည်ကိုရန်စာရေးရန်ကြိုးပမ်းနေသည့်ဝါသနာရှင်များအနေနဲ့လည်း စာရေးသူတို့၏အတွေ့အကြုံများနီးနာများအကြံပြုချက်များကို ခံယူခွင့်ရကြသည်စာဆိုတို့နေ့ကိုအမိပြုကစာပေရန်ခြင်းမှုတရားထွန်းကားနေရှင်းပင်သည်ကျွန်တော်မှရှိသည့်စာဆိုတော်နည်းနဲ့တထက်တည်းတူညီသည့်အထေးအမှတ်နှစ်မျိုးတခြားပေတန်းပြင်များမှရှိသလေကျွန်တော်မသိပါသို့သောစာပေရင်ချင်းမှုကိုအလေးအမြတ်ပြုသည့်တန်းပြေတန်းမှာပဲတူတလေးသူပုံစံဖြင့်စာပေနှင့်စာပေပွေးတို့များရှိကြပါသည် မြန်မာဆန်ဆန်ဘာသာပြန်ရလျင်စာဆိုတော်နေဟူ၍ပင်ဆိုနိုင်သည့်စာရေးဆရာများနေဟူသည်များရှိကြပါသည်ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်များဆိုလျင်စာသမားနှင့်စာတရံသည့်အခမ်းအနောက်ပွဲတွင်အသွင်သဏ္ဍာန်ပုံစံမျိုးစုံဖြင့်တစ်နှစ်ပတ်လုံးရှိကြသည်ကြပြရွတ်ဝေ စာဖတ်ဝေးစာပေဟိုးပြိုးဝေးစာအုပ်သစ်မိတ်ဆက်ဝေးတို့မဟုတ်စတဲ့ဖြန့်ချီသည်ဝေးစာအုပ်လက်မှတ်ရေးထိုးဝေးစာအုပ်အယောင်ပွေးတို့စသည်များကပြာစရာဝတ္ထုရေးစရာစုံထောက်ဝတ္ထုရေးစရာသိပ္ပံဝတ္ထုရေးစရာမော်ဒန်စာပေတမပတ်ဝန်းကျင်ထင်းသိမ်းရေးစာပေရေးသားသူခလေးစာပေရေးသားသူ အစာရှိသည့် စာပေကန္တအမျိုးမျိုး အုပ်စုအမျိုးမျိုးအသင်းအဖွဲ့အမျိုးမျိုး၏တွဲဆောင်ဝေးနှီးနိုးဖလေဝေးစာတန်းဖတ်ဝေးစသည်များအပြင်ချိတ်စပီးယားချာဒစ်ခင်းထော်လ်ထရိုင်းဟဲလ်မင်ဝေးစသည့်စာရေးဆရာကြီးများ၏နှစ်ပလောက်ပေအရေးပြအခမ်းအနားပွဲများ ထို့နောက်ကဘာစာအုပ်နှင့်ကဗျာနှင့်ကလေးစာပေနှင့်ကဗျာရက်တပတ် ပုံပြိုးရက်သက်ဘက်စသည်စသည်ဖြင့်မြိုင်ဆိုင်လှသည် စာပေဝါဒနာရှင်များအနေနဲ့စာရေးရာဂျာနယ်မဂ္ဂဇင်းများတွင်ကြိုတင်ဖော်ပြလေးရှိသည့်စာပွေးသဘင် အစီအစဉ်များစွာထိမှမိမိနှစ်သက်ရာကိုရွေးချယ်တက်ရောက်နိုင်ကြသည် အနောက်နိုင်ငံများတွင်ထွန်းကားသည့်စာတလေးများအနက်ကျွန်တို့နှင့်စိမ့်နေသည့်အစီအစဉ်တစ်ခုက စာရေးသူများကိုရန်မိမိရေးသားသောစာကိုဖတ်ပြသည့် စာဖတ်ပွဲများဖြစ်သည့်ကျွန်တော်စီတွင်ကဗျာဆရာများကဗျာရွက်လေးရှိသူလေးဝတ္ထုရေးဆရာကမိမိဝတ္ထုကိုဖတ်ပြခြင်းမျိုးလိုလေးမရှိကြခိုးစားလို့ကြည့်မည်ဆိုလျင်လေရုတ်တရက်တော့အရှိုးမကြဖြစ်နေလေအောင်မည်ထင်သည်တခုသင်္ချာတီကယခုကျွန်တော်တို့စီကလုံယုံလုံးစင်စာပေဟိုပြိုးဝေးအခန်းအနာများမှာတော့ဒီစာဖတ်ပွဲမျိုးထိဖို့မဖြစ်နိုင်သေးဆိုတာပဲဖြစ်သည် သို့သောစိတ်ဝင်စားသူတစုနဲ့ဝိုင်းသေးသေးလေးဆိုလျင်မူမဖြစ်နိုင်စရာမရှိ သူတို့တိုင်းပြည်များမှာစာရေးသူစာဖတ်ဝေးအစီအစဉ်များကိုများသောအားဖြင့်စာအုပ်စံများကဦးစီးကျင်းပလေရှိသည် စာအုပ်စံအလတ်စာအကြီးစားများမှာဖြစ်သည် စာအုပ်စံထိတွင်တင့်တော်သောတနေရာရာမှာ စာအုပ်စင်တွေဘေးရွှေ့နာယန္နာကလိုက်ပြီးခောက်ကလတ်ထံနှစ်ဆအစိတ်သို့မဟုတ်၄၅ဆစာနေရာပြင်သည်ရှိဘက်တွင်ကြပြရွက်မိ သို့မဟုတ်စာဖတ်ပြမည့်စာရေးသူအတွက်ဇပွေးကလထိုင်နဲ့မိုက်ခရိုဖုန်းစီစဉ်ပေးသည် အခန်းအနားတွင်ထုံးစံအတန်းတယောက်ယောက်ကမိဆက်စကား1မိနစ်2မိနစ်ပြောသည်ဤလျင်ကြပြစရာဆိုလျင်လေသူကပြသုံးလေးပုဒ်ကိုနင်းနေစီနေတန်းစကားပြောပြီးတပုတ်ပြီးတပုတ်ရွက်မိထူရည်သမားဆိုလျင်လေဝတ္ထုတို့တပုံနှစ်ပုံသို့မဟုတ်ရေလက်စလုံးချင်းဝတ္ထုတွေက တခန်းတခန်းကို ရွေးထုတ်ပြီးဖတ်ပြမည် ဒီနေရာတွင်ဝတ္ထုဖက်ပြခြင်းနဲ့ဆက်လျင်၍နင်းနေပြိုလိုသည်ကဗျာဆရာက သူကဗျာသူရဖက်ပြတဲ့အခါနားထောင်ရသောကဗျာပရိသတ်အနေနဲ့ဒီကဗျာကိုပုံရိပ်ထိထိခြားခြားခန်းစားနားလေလိမ့်မည်ဆိုတာအများသဘောပေါက်နိုင်သည်သို့သောဝတ္ထုကိုဖက်ပြစရာလိုသလားဆိုတကားတက်စရာရှိသည် မလိုပါဒီအတိုင်းလေးနားလေပါမည်ဟုပြန်ပြောနိုင်ကြသည်သို့သောစကပြေမှလည်းစာရေးသူတဦးတရှင်အလိုက် သူဟန်ပန်ရှိသည်လေယူလေသိန်းရှိသည်ဒီဟာကိုဖမ်းမိမှသာအတီးပြိုးနေသလားထင်းငို့နေသလားစာရေးသူကဝင်မပြိုးဝေးဖက်ယုံဖက်ပြနေတာလားသို့မဟုတ်ပြက်ပြက်တန်းတန်းတရားဟုံးနေသလားခွင့်ချသိနိုင်မည်ဝိုင်းရင်တော့စာဖတ်သူတို့အနေနဲ့မိမိဘာသာဖတ်ရှုရင်းပင်ဝတ္ထုရေးသူ၏လေတန်းဟန်ပန်ကိုဖမ်းမိနိုင်ကြတာမှန်ပါသည် သို့သောအဖက်ကောင်းသောစာရေးဆရာကိုယ်တိုင်ကဖတ်ပြသည်ကိုနားထောင်ရသည့်အခါစကလုံးအသွုံအနှုံနဲ့လေတန်းဟန်ပန်ကိုတပေါင်းလေးခံယူရရှိကစာရေးအ내အတိတ်ပြည်နဲ့စာရေးသူရဲ့ခံစားချက်ရည်တည်ချက်တို့ကိုပုံရိပ်တိကျပြပြင်လာသည်ထို့ကြောင့်လေစာဝါဒနာအိုးတို့အနေနဲ့စာရေးသူတို့ရေးစာဖတ်ပွေးများကိုလက်မလွတ်နိုင်ကြခြင်းဖြစ်သည်အဲ့ဒီလိုစာကိုကြကြနာနာအယားတာခံသည့်စာဝါဒနာအိုးတွေပုံများလာသည့်အခါမှသာ ဒီလိုစာဖတ်ပွဲတွေထွန်းကားလာမည်ဖြစ်သည်စာအုပ်ဆိုင်ကစာဖတ်ပွဲများတွင်ညတော့အပြင် စာရေးသူကမိနစ်20အစိအလွန်ဆုံးနာရီဝယ်လောက်သာဖတ်လေရှိသည်ပြီးလျှင်အမေးအဖြစ်ဒီအပိုင်းကနင်းနေပူချတတ်သည်နာယီဝက်မိနစ်၄၀တခါတလေဝိုင်းကောင်းလျင်တနာယီတနာယီကျိုးစာရေးသူတို့တဘာဝကမိမိစာအကြောင်းပြောခွင့်ရလျင်အလွန်သဘောကျတတ်သည်ဤသူရှိရေးကတော့အရှင်အကန့်တမရှိဖြစ်နေပေလိမ့်မည် ပွေးစီစဉ်သူတို့မှသာသူ့နေရာပြန်ရှင်းလင်းရမှာစာအုပ်စင်တွေပြန်နေရာရှာရမှာစသည့်အလုပ်တွေရှိသည့်သဖြင့်ပွေးရှင်ကိုကန့်သတ်ရသောသဘောရှိသည့်စာအုပ်စာဝိုင်းကလေးများမှာဝိုင်းကောင်းနေရန်ကလထိုင်မလောက်သဖြင့်မိုးတိုးမတ်တက်ရသူကရရသည်တချို့ကနာယန္နာသို့မဟုတ်စာအုပ်စင်ကြားကြမ်းခင်းကိုစိုးပုံမှာပဲထန်ချလိုက်ကနီးရစာအုပ်စင်ကိုမှီရင်အေးအေးဆေးဆေးနားထောင်ကြသည် ။ဇာအုပ်ဆိုင်များတွင်ကပီးဆိုင်လေးများလေးတွေးရရှိနေတတ်ရ။တချို့လေကိုပီခွက်ကလေးကင်ကဖြစ်ဖြစ်ချင်းတောက်ရဲနားထောင်ကြသည်။ဇာအုပ်နဲ့ကိုပီတွေးလျက်အယတာခံကြသူများဖြစ်သည်။စာဖတ်ပွေးတွေကစာအုပ်ဆိုင်များမှသာကျင်းပသည်မဟုတ်စာသင်ကျောင်းများတက္ကသိုလ်ကိုလိပ်များဟိုတယ်များစာပေပွေးတို့စာအုပ်ရောင်းပွေးတို့များကျင်းပရာခန်းမများအပြင် အဖြိုရမကဆိုင်များမှာပါကျင်းပလေရှိသည် တခါတော့ငါကြုံဖို့သည့်ရမကဆိုင်မှကဗျာရွက်ပွေးတစ်ခုအကြောင်းပြောပြရှင်သည် လွန်ခဲ့သောနှစ်အတန်ကြာကနယူးယောက်မြို့သို့ရောက်ရှိစဉ် KGB ဘာဟုဆိုသောဆိုင်မှကဗျာရွက်ပွေးရှိကြောင်းတည်င်းတပုတ်ဖရသဖြင့်ရှီလီနိုင်ငံသားကဗျာဆရာမိတ်ဆွေနှင့်အတူသွားခဲ့ကြသည်မအမီကယခင်ဆိုဘီယက်ယူနီယံခေတ်ကထင်ရှားသော ဆိုဘီယက်ထောက်လှမ်းရေးအဖွဲ့ကြီးရဲ့အမည်ကို ယူထားခြင်းဖြစ်သည့် သူ့ဘာဆန်ကအဘုထက်အခန်းတစ်ခုဖြစ်ပြီးခမောင်မောင်လေးကားအင်းတွင်အရက်မူတမလာပုံဖြတ်ထားသောပလိတ်လာ ခွေးစားမရနိုင်သူတယောက်နှစ်ယောက်ကိုချောင်းတင်း၍တက်သွားရသည်အဘိုတို့ရောက်တော့ဘာခန်းမှာလူတွေပြစ်တလောက်ရှိနေတာတွေ့ရသည် အခန်းကတော့လေးယောက်ထံစပွေးတေးတေးလေးနဲ့စေဝမ်း၁၂ဝိုင်းလောက်ဆန်သည့်ပုံမှန်ဘာခန်းတစ်ခုဖြစ်ပြီး ဘားကောင်နာနောက်ဖက်နံရံနဲ့ဘားခန့်တော့ပုံစံအတန်းအရက်ပလင်းမျိုးစုံတွေအပြည့်အနဲ့တင်ထားသည်သို့တော့တခြားဘားခန့်များနဲ့ကွေးပြားသည့်အရာကခေဂျီဘီဟုနာမည်တက်ထားသည့်အတန်းဆိုဘီယက်ခေရာချာအဆောင်အယောင်များဖြစ်သည့်လီနန်ယုတ်ထုတူတန်စင်အလန်စသည်တို့ကိုအနှံ့အပြားတွေ့ရရှင်ဖြစ်သည်ဆိုင်အခင်းချင်းနဲ့ဆိုင်သေးကလူတွေကိုကြည့်ကအရှိအိုရိုပါအဆက်မြေများလားဟုတွေးတောနေမိသည် အခန်းထဲမှာကျွန်တော်တို့လိုဒူစင်းတချို့လေးပါပါလိမ့်မည်။သို့တော့အတူများများကတယောက်နဲ့တယောက်ယနေ့တည်ကျွမ်းသူတွေဖြစ်ပုံရသည်။ပွေးစီစဉ်သူများထဲမှာတယောက်ကကျွန်တော်တို့ကိုနှုတ်ဆက်ကမေးမြန်းဆက်ဆိုသည်မိတော့ပင်ဖြစ်စေမကြမီပွေးစားသည့်အခါမှာတော့ဒီပွေးကရမကာနဲ့ကပြာကိုတွေးဖက်ခံစားသည့်ပွေးဟု ကျွန်တော်သဘောပေါက်လိုက်သည်ဆူညံမူရင့်နေကြသည်ဟုမဆိုလို့လူတိုင်းဒီပါလက်ထဲမှာဖန်ခွက်သောမဟုတ် ဘီယာပလင်းဘီယာဘူးကင်ထားတို့ကြောင့်ဖြစ်သည်ဇပွေးကလထိုင်းနေရာမရသောတနို့တို့လေဘားကောင်တာမှာပဲရက်ကဖန်ခွက်ကိုစီကန်ရင်ကပြာရက်ပွေးဆင်နေကြသည် အခန်းထိပ်ဖက်တနေရာမှာကပြာရက်မိသူအတွက်စာသင်ကုန်ကလေးပြင်ပေးထားသည်တို့တို့ကြည်ကြည်ဝမ်းဝမ်းပဲမဟုတ် ပရိသတ်နဲ့ကလျက်ပေးထားသည် အလေးကြသူကဝန်ဒီမထလာက မိမိကပြတပုံးနှစ်ပုံးသုံးလေးပုံးရွက်သည် နာမည်ကြီးအမေရိကန်ကဗျာဆရာတယောက်အပါအဝင်ကဗျာဆရာဆရာမများတူတူများများကမိမိနှစ်သက်ရာကဗျာကိုစီကိုရွက်စိုပြနေတာနားထောင်ကြည့်ချူရင်ကျွန်တော်မိတ်ဆွေကဗျာဆရာတချို့ကိုတတိယနေမိခဲ့သည်ကဗျာရွက်သမားတွေကအမျိုးမျိုးအစားအစာဖြစ်သည်တချို့ကကိုယ်ကဗျာကိုဖက်ပြနေုံသဘောလောက်ဖြစ်သည်တချို့ကဇန်တွေမန်တွေဟန်ပန်မူရာတွေအပြည့်နဲ့ဖြစ်သည်တနည်းပြောရသောတရုပ်ဆောင်မှုပေါ်ဖော်မင်းပါလာသောသဘောဖြစ်ပါသည် ဒီလိုပွေးများမှာကြပြာနဲ့ performance ကိုမျှတအောင်ချိန်ဆတတ်ဖို့အရေးကြီးသည်ဟုမြင်မိသည်ကြပြာလေးကအရွက်အဖက်ကလေစကလုံးများကိုရှာပုံမှာလှင့်ကစားပြနေသလိုနိုင်နှင်းပီတာပြီးတရုတ်ဆောင်မုံကလေအနေတော်အံဝင်ခွင့်ချဖြစ်ခဲ့သောပရိသတ်အထူးအားရသည့်ကြပြာ performance ကောင်းတစ်ခုဖြစ်သွားသည်တို့တို့ထုံးစံအတန်းခန့်ညံ့ညံ့ကြပြာဆရာနေရာတကကြပြာရွက်ရှင်သည့်ကြပြာဆရာများလေးသူတို့စီတွင်အတူပိုးများပုံရသည် ဒီလိုပုံကောများကို Brad Esther များဟုခေါ်သည် Esther မှာအညံ့စာအတုပသမားများဟူ၍အဓိပ္ပာယ်ရသည်သို့သောသူတို့မပါဘဲလေးပွေးမစီနိုင်ပေကဗျာရွက်သမားများနေသူစာဖတ်ပွေးများမှာတွေ့ရသည့်စာဖတ်သမားများလေးအမျိုးအစားအမျိုးမျိုးရှိသည်တချို့ကကိုယ့်အတန်ကို ပရိသတ်ကောင်းကောင်းကြားရသလားမကြားရသလားမစင်းစားစီမံမှန်းတလို့မပွင့်တပွင့်ဖတ်နေတတ်သည့် တချို့ဆိုလျင်ရေလက်စမိမိဝတ္ထုတွေကအခန့်တခန့်ဆိုပြီးဖက်ပြနေသည့်နေရာ၌ပရိသတ်ခံစားနားထောင်ကြည့်ဖို့အတွက်မဟုတ်ပေသူ့ဘာသာ သူ့အရေးအသားကိုပြင်ဆင်တီးဖြတ်နေတဲ့ကိတို့အင်းဒီနေရာလေးတော့ဘလို့ပြင်ဆင်ရင်ကောင်းမယ်ဆိုတော့မှတ်ချက်မျိုးပဲရှာနေတာမျိုးလေးရှိသည်တို့တော့နားထောင်သူတို့ကိုဝတ္ထုထေးရောက်တော့အာဝတ္ထုထေးကနေရာဌာနအခင်းချင်းတွေဇလန်းထေးကအရေးအခင်းအဖြစ်အပျက်တွေထေးစီမျိုးလိုက်ပါတော့အောင်ဆွေးဆောင်နိုင်သည့် ာဖတ်သမားများလည်းရှိပါသည်တဖန်ပရိသတ်ကိုအလေးထားသည့်စာဖတ်သမားများထင်မှာပဲတချို့ကဝတ္ထုတွေတဲ့အဖြစ်အပျက်တကိုယ်တို့တရုပ်ဆောင်ပြနေသည်နှင့်အမှုအရာများလွန်းသဖြင့်ပရိသတ်အတွက်အာယုံပြတ်သွားရမျိုးလေးဖြစ်တတ်သည်အတ္တကစာဖတ်တာထက်တရုပ်ဆောင်သည့်ဘက်သို့ကေသွားခြင်းဖြစ်သည် စကလုံးများဝါကြများကိုအဓိကထားကလေတန်ဟန်ပန်နဲ့အမှုအရာကိုအတိပြေလေးနဲ့ဖို့အတွက် အာဖြစ်သည့်တဘောလောက်အနေတို့ထင်းကဖပြသူများကအအောင်မြင်ဆုံးပရိသတ်အနှိမ့်ချက်ဆုံးဖြစ်သွားသည်ဒီပုဂ္ဂိုလ်တွေကစာမဖတ်မီတည်တည်ချာချာကြိုတင်ပြင်ဆင်လေးရှိသူများဖြစ်သည်ဥစွာမိမိစာအုပ်ထိကအကြောင်းအရာအရာစေဝင်စားဖွယ်အကောင်းဆုံးအခန်းများကိုလိုက်ကြည့်ရသည်နည်းနည်းလေးစားဖတ်လက်ယုံဖြင့် ပရိသတ်ညှိတော်နိုင်မည့်အခန်းမျိုး တဖန်ဒီအခန်းမျိုးတည်းမှာမှအရင်အတအရာအစဉ်ပြေဆုံးအခန်းကိုရွေးရသည်။ဖရသူအတွက်လုံးဝမထောင်ပေရှုံးဝင်းနေသလိုကြားရသူနားထေးလွေချိုးခနေဝင်သွားမည်အရင်အတမျိုးသို့မဟုတ်စာရေးသူအေလီတန်ဟန်ပန်အပြည့်အဝပါ၍နားထောင်သူအနေနဲ့စာရေးသူ၏စီးချက်အတန်အဝင်တွင်ကြလိုက်ပါနိုင်မည်အရင်အတမျိုးဖြစ်သည်။အချို့ကအဲ့ဒလိုရွေးပြီးနောက်မှာပဲမူလရေးသားချက်ကိုစာဖတ်ပွဲအတွက်အစဉ်ပြေအောင်တီးပြပြင်ဆင်မှုပြုတတ်သေးသည် မူလားကမျက်စိနဲ့ဖတ်ရန်ရေးထားခဲ့သောစာကိုနားနဲ့ဖတ်၍ကောင်းအောင်ပြုပြင်ခြင်းဖြစ်သည် အတိတ်ပဲပြောင်းလဲအောင်ပြင်ခြင်းမဟုတ် ထောက်နေတာတွေပြေးသွားအောင် ရှိုးပေးခြင်းပို့နေတာတွေလေးသွားအောင်ပြုနေတာတွေပြင်းသွားခြားသွားအောင်အားဖြည့်ပေးခြင်းမျိုးဖြစ်သည်ပြီးလျင်တည်တည်ချာချာလေးကျင်းဖတ်ရှုပြီးမှပရိသတ်ရှိသူထွက်သည် ပြောရသောအမှုအရာကိုအလေးမပေးလွန်းသူလေစနစ်တကျလေးချင်းထားတဲ့တရုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည် စာဖတ်တရုပ်ဆောင်ပွေးများတွင်တချို့လေထူးထူးခြားခြားစတမ်ပြောက်ကွက်တွေလုတ်တက်ကြသည်နမူနာတစ်ခုပြရသောဆာဗီးယားနိုင်ငံဘေကရီမြို့ရှိတရိဆန်ယုံမှလောင်အင်တစ်ခုတွင်ဝင်၍စာဖတ်ပြသည့်စာရေးစရာဆိုရန်ဘီကိုဘီချ်၏ပေါ်ဖော်မန့်ဖြစ်သည့်၅ခုနှစ်ဂျွန်လာတုန်းကလုပ်ခဲ့သည့်၎င်းပေါ်ဖော်မန့်တွင်စကောဘီချ်က အစစ်အမှန် TV reality TV ရိုက်ကူးရေးသမားကိုဝေဖန်ထားသည့် hidden camera အမည်ရှိ သူ၏မဖြန့်စီရသေးသောစာအုပ်မှာတချို့အခန်းများကိုကောင်းနှုတ်ဖတ်ပြခြင်းဖြစ်ပြီးထို့ပါအခင်အင်ဂျင်နဲ့ညီညွတ်အောင်တရေစာလောင်အင်းသေးဝင်နေခဲ့ခြင်းဖြစ်သည့်သူနဲ့အတူတွေးဖက်အဖြစ်ပွေစရာတယောက်လေးသူ့နဲ့ပေးရှိလောင်အင်းထင်းနေဝင်၍တရုတ်ဆောင်နေခဲ့သည်ဟုဆိုသည်ကိုဘေ့ချ်အေပွေးကတော့စာဖတ်ပွေးဆိုတာထက်ဘာဖောင်းမွမ်းဘက်သို့ပေါ်ရောက်သွားသည်ဟုဆိုရပေမည် ဒီလိုစာဖတ်ပွေ ကြပြရွက်ပွေစာပေဟိုးပြိုးဝေစသည့်စာပွေသဘင်တွေဖြစ်မြောက်ရန်အတွက်အဓိကအားဖြင့်စာအုပ်ထုတ်ဝေရေးတိုင်းများ စာအုပ်ဆိုင်များနှင့်စာပေအသင်းအဖွဲ့များကကမကထပြုကြသည်ဘရိုရဲဆူယုံချိတ်ဆက်ကပုံတံအမျိုးမျိုးပြန်စာဖတ်ပွေတွင်ကျင်းပါကြသည် လူကြီးများအတွက်တမကမူလတန်အလီတန်လောက်ကခလေးတွေစီယူပါစာရေးဆရာတွေခိုးသွားကစာရေးဆရာနှင့် ကပြာဆရာနဲ့ပုံပြင်နဲ့အခမ်းအနားပွဲတွေစီစဉ်ပေးကြသည်အဲ့ဒီပွဲများမှာခလေးတွေပုံပြိုးခြင်းကပြာရွက်ဆိုခြင်းများအပြင်ကပြာဆရာကြီးတယောက်နဲ့တွေ့ကကပြာဆက်ခြင်းစာရေးဆရာကြီးတယောက်နဲ့တွေ့ကမိမိစိတ်ကူးလေးတစ်ခုကိုဝတ်ထုလို့ပုံပြင်လို့ဖြစ်အောင်ရေးသားခြင်းစသည်များအပြင်ခလေးများအားကပြာစိတ်စာစိတ်ဝင်အောင်ပြောထောင်ပေးကြသည် စာအုပ်ရောင်းသမားများကလည်းတိုင်းပြည်မှာစာတလေးထွန်းကားလေးမိမိတို့လုပ်ငန်းစီပင်လေးဖြစ်သဖြင့်အာသက်တရိုးရှိကြသည်တခါကရောက်ဖူးသည့်အမေရိကန်ပြည်အိုင်အိုဝါမြို့မှာဖရယ်ဒီအလင်းအမိဖြင့်စာအုပ်ဆိုင်တစ်ဆိုင်ရှိသည်မြို့တွင်းနှင့်အနီးဝန်းကျင်မှာအမေရိကန်ပြည်ရှိ နာမည်ကြီးစာအုပ်ဆိုင်တွေကြီးတစ်ခုဖြစ်သည့် Pan and Nobel ဆိုင်တဆိုင်အပြင်တခြားစာအုပ်ဆိုင်တွေရှိသူလေမြို့ကစာသမားများကြားမှာတော့သူကနာမည်အရဆုံးဖြစ်သည့် အဓိကက စာဖတ်ပွေကပြရွက်ပွေစာပေဟိုးပြိုးပွေတွေမကြာခဏပြုတ်လုပီးတဲ့တို့ကြောင့်ဖြစ်သည်သူဆိုင်မှာနိုင်ငံတကာစာရေးဆရာ ကပြဆရာတွေစာပေပွေတွေအပတ်စဉ်ဆိုသလိုရှိနေတတ်သည် Iowa တက္ကသိုလ်ရှိနိုင်ငံတကာစာပေအစီအစဉ် International Writing Program နဲ့ချိတ်ဆက်ထားသဖြင့်နိုင်ငံခြားသားစာရေးဆရာတွေမပြတ်ရနေခြင်းဖြစ်သည် Iowa သားစာပေသမားများအဖို့က American ပြည်အလီပန်းရှိ သူတို့မြို့ကလေးမှာပဲ ညင်ညင်ကလေးထိုင်ကကမ္ဘာနိုင်ငံအသီးသီးမှထိတ်တန့်အသွမဟုတ်တက်တိစကြိုကြားစစာရေးဆရာဘောင်းစုံကိုနားထောင်မှတ်သားခန်းစားခွင့်၎င်းတို့၏အခြေအနေအဆင့်အတန်းကိုဝေဖန်ကြေပြန့်ခွင့်ရနေကြသည်အဆောက်အဦသိမ့်မကြီးလှတို့လေအထက်သုံးထပ်ရှိ၍ကိုပီဆိုင်ကလေးပါတွေးဖက်ပါဝင်သည့် Prairie အလင်းစာအုပ်ဆိုင်သည့်နိုင်ငံတကာစာရေးဆရာများအပြင်ဒေလီစာအုပ်အယောင်မြင့်တင်ပြီးစာအုပ်လက်မှတ်ရေးထိုးဝေစသည့်အကြောင်းအမျိုးမျိုးဖြင့် ရောက်လာတတ်သည့်အမေရိကန်ပြည်ထဲမှနာမည်ကြီးကပြားဆရာစာရေးဆရာများ၏ဟောပြောဝေးရွက်ဖတ်ဝေးများပါစီစဉ်ပေးလိရှိရာစာရေးသူ စာအုပ်ထုတ်ဝေသူ စာအုပ်ရောင်းသူဝေသူ စာဖတ်သူများယင်းဤကျုံးဝင်အောင်ဆက်သွယ်ပေါင်းကူးပေးခြင်းဖြင့်စာပေရင်ချင်းမှုတလိများမြင့်တင်ပေးနေတကေသောစာရေးသူစာဖတ်သူတို့ဤမေတ္တာကိုလေခံယူရလျက်ရှိသည်ဟုမြင်မိသည်ကျွန်တော်တို့စီတွင် ရန်ကုန်လိုမန္တလေးလိုမြို့များမှာအဲ့ဒီလိုစာဖတ်သမားတို့နှိုက်ချက်ပြုံမွေးစရာစာအုပ်ဆန်မျိုးတွေဖွင့်လှစ်ကြမည်ဆိုကအနီးဝန်းကျင်တာမှာကအတူဝေးဝေးလန်လန်မြို့များမှာစာသမားများပဲစာအုပ်ဆန်တောက်လိုက်ဦးမယ်ကွာဟု၍တကူးတကန့်ရောက်လာနိုင်သေးသည်ဟုကျွန်တော်တွေးတွန်းမြင်ရမိသည်အဲ့ဒါဆိုလျင်စာအုပ်လုပ်ငန်းဖွံ့ဖြိုးလာမည်ဖြစ်သလိုစာပေရင်ချင်းမှုတလေးတွေလေးထွန်းကားစီပင်က စာကပေသောအသည့်ဖြင့်လူမျိုးရိုးနိုင်ငံမှာတိုးတက်လာနိုင်ပေသည်